ဆက်ပြောမယ်ရခိုင်ပြည်နယ်မှာရှိတဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကြီးမကြခင်တုန်းကအဲနောက်စစ်ဌာနချုပ်ကြီးမကြခင်တုန်းကကျော်စိုးတို့အပါအဝင်စစ်တပ်ဘောမှနေဘယ်လိုပြောခဲ့တယ်အခုလိုအတိုင်းမပြောခဲ့တယ်နော်သူတို့ဒီရိတ်ခါဒီလမ်းကြောင်းလေးပို့ထားတယ်အားတက်မတော်ပါပြန်လဲထိုးစစ်ဆင်မှာဒီစစ်နာချုပ်ကိုလက်ပိုက်လုပ်တဲ့အချက်ဖက်အေးဒီဘလိုပုံစံမျိုးထိထုတ်ထားပြီးတေတာဘလိုမျိုးတောက်လက်ကြအကြောင်းစစ်ဆနာချုပ်ခဲကနေစစ်ကွေးတစ်ကောင်လိုက်ရတယ်သူတို့ကိုပြစ်ထားတာ၃လရှိပြီအစာကြီးစားပြက်လက်ပြီးတော့ပေတော့မယ်သူတို့ကမဘလိုမှခံနိုင်တော့ဘူးဆိုပြီးတော့နော်ဘလောက်မှမကြောက်ဘူးစစ်ဆနာချုပ်ကြီးကြောက်ရောအဲ့ဒီချိန်ကျတော့ဒီကောင်ဒီပါဇက်ပေါက်ကြီးပိတ်ပြီးမတိအောင်ဆောင်နေကြတယ်ဟိုမှာစစ်ကွေးတွေပြေးပို့ပြီး နော်အခုလည်းကြောက်ဖြူတိုင်တော့ကိုတို့အာဘယ်လိုမျိုးစစ်တပ်ကထိ ंछ ုပ်ထားအခုပြောရမယ်ပြီနော်စောက်ချက်မရှိတဲ့ကောင်ပြောရမယ်နော်ငါပြောတဲ့စကားမှားလားမှားလဲဆိုတာကမင်းတို့တွေမင်းတို့တွေစောက်ချက်ရှိမှမရှိလားအဲ့ဒါဘယ်ပေါ်ပြရလဲနော်အခုအပေးကြောက်ဖြူတိုင်တက်မှာအဲ့ဒါကျတော့စစ်တပ်ကလည်းနေပြီးကြွေးမှုလို့လေတဲ့ကိုလေမြေနိုင်မှုလို့မြေမနိုင်တော့ကများစစ်နိုင်မှုလို့လေမြေနိုင်မှလာလေစစ်နိုင်တတိယပြည်ကျတော့ပထူကြီးမြေနိုင်ကိုတိ့ဖို့လူရဲသဘောတဘာဝတိ့ဖို့ပြေဒီလူတွေရဲ့ကိုယ်ပဲယုံကြည်မှုတွေတိ့ဖို့လူရဲတဲ့မပူနဲ့မပူနဲ့မပူနဲ့နော်မင်းတို့ကိုတွေ့တာနဲ့ကိုယ်တွေပင်သားရောက်နေတယ်ကိုယ်စစ်ကြောင်းပင်သားမှာကိုယ်တွေပင်သားတက်ဆွဲထားတယ်စစ်သားတော့မခေါ်တော့ဘူးလို့ ျွန်တော်ပြောစရာမှားတာလက်ရှိမြန်မာပြည်မှာဖြစ်နေတာအဲ့ဒါခွေးတွေပြန်သားရောက်နေတယ်အခွေးတွေဗမာတက်ဆွဲထားတယ်ခွေးတွေဘယ်လိုစစ်ကြောင်းထုံးနေလဲဟဲ့အဲ့ဘတော်တော့မခွေးတွေရှိတယ်ဟဲ့အဲ့ဒါမြေတွေမှာပြည်သူလူထုဂျားတွေမှာဖြစ်နေတဲ့ပဂတိအမှန်တရားမှားတယ်ဆိုလည်းသူလာလိမ့်နော်အလေးအတားဒလေးအချက်တွေကိုသိဖို့အဲဒီလိုအချက်တွေပိုင်းမှလာဆက်လိုက်ပါလက်ရှိကကျွန်တော်အေရဆက်ကြုံလာတယ်ဆက်ကြုံလာတဲ့ခါမှာကျွန်တော်အီယာဝီတိုင်းကိုဆက်ကြုံလာတယ်ဆက်ကြုံလာတော့လက်ရှိမှာကျွန်တော်အဲဆက်သွေးရည်နာပေါက်ပါတတော်ကြီးကိုတုံးတယ်ခါနေရကျွန်တော်တိရတဲ့လောက်ကိုမနေဘူးမပုံလေးတော့ဘာလို့ပြောပါလို့ဖုန်းရှိမှထိုင်ပြောလာငါလေးကပြောလို့ရတယ်ဗောဟုတ်တယ်မလား အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတာစစ်တက်လော်ပြီးအဖသားကျော်စိုးဦးကိုအမေသားကြီးကိုစီမအမိလန်ချိုးလိုက်တဲ့ရုတ်တန့်နဲ့အတူဖားကန့်ဒေတာတိုက်ပွဲ9ရက်အတွင်းစစ်ကောင်စီတက်ထိခိုက်မှုများနေဗမော်တိုက်ပွဲဆက်ပြင်းထန်စစ်ကောင်စီကတန်ချက်ကအခုဖြစ်တံပြန်ထိုးစစ်ဆင်နေတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်၌ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်အကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးမေလာဇန်အတွင်းစစ်ကောင်စီတပ်ကတေဆုံးထိခိုက်မှုများပြခဲ့ကြောင်းကချင်စစ်ရေးတရင်ရင်းမြစ်ကပြောသည်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်များကဖားကတ်ဒေသပြန်လည်ဆိုးမိုးနိုင်ရေးအတွက်အင်အားအများပြားဖြင့်ထိုးစစ်ဆင်ခဲ့ရာလက်တလောတွင်ဖားကတ်မြို့နယ်ကတ်မော်ဒေသ၌တိုက်ပွဲပြင်းထန်နေသည်ဟုဆိုသည့်ကတ်မော်နယ်ဆိုင်းဖရာရွာကြားမှတိုက်ပွဲဖြစ်တာ ဒီလေး9ရက်အတွင်းမှာစက္ခဘက်က150လောက်ရှိမယ်တေတာရဲ့။တန်ရာရတာရဲ့အားလုံးပေါင်းရင် အတုံးအယုံမဲ့မနေ့ကမေလ6ရက်ကဆိုအယောက်40ကျော်လောက်ရှိမယ်တေတာဟုကချင်စီရေးတရင်ရင်မြစ်ကပြောသည်သို့တော့ဖားကန်ဒေတာတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်တေဆုံးထိခိုက်မှုများနဲ့ပတ်သက်ပြီးလူမှုຫນွေဦးကတိချအတိမပြုနိုင်ပေ။ ထို့ပြင်ဗမော်မြို့တိုက်ပွဲမှာလည်းညပိုင်းချိန်ထိပြင်းထန်လျက်ရှိဟုပြောပြသည့်ဗမော်ခြေနေကဒီနေ့တနေကုန်တိုက်ပွဲဖြစ်တဲ့ခုညမေလ9ရက်ည7:00နာရီခွဲအထိမရက်မနာတိုက်ပွဲဖြစ်နေတာတော်တော်ပြင်းထန်နေတာဗမော်မှာစစ်ခတွေကတန်ကြပ်ကားတွေနဲ့တံပြန်ထိုးစစ်လုပ်လာတယ်ဒီနေ့တနေကုန်တိုက်ပွဲဖြစ်တာအခုည7:00နာရီခွဲအထိပဲဟုကချင်စီရေးသတင်းရင်းမြစ်ကပြောသည် KIA ပူးပေါင်းတပ်သည်ဗမော်မြို့အားအပိသက်သိမ်းနိုင်ရေးအတွက်ဧပြီ25ရက်တွင်ပြန်လည်၍ ထိုးစစ်စင်ခဲ့ရာစက္ခါ20တက်ဌာနချုပ်ခလာရာ48တက်ရင်စီထောက်ပို့နှင့် အင်ဂျင်နီယာတက်များကိုအပြင်းထန်တိုက်ခိုက်နေသည်ဟု KIA သတင်းပြန်ကြားရေးဌာနကအတည်ပြုထားသည်။ထို့ပြင်ဖားကန့်ဒေတာတိုက်ပွဲအတွင်းစစ်ကောင်စီပြည်သူစစ်ကမြေပြင်ထိုးစစ်တာမက လေကြောင်းဖြင့်ပါတိုက်ခိုက်နေ၍တိုက်ပွဲပြင်းထန်နေကြောင်း KIA ကပြီးခဲ့သည့်ရက်ပိုင်းသတင်းဖော်ပြချက်တွင်အတည်ပြုထားသည်။ဖားကန့်မြို့နယ်ရှိ KIA တက်ရင်26တက်ရင် 44နေမီများအတွင်စစ်ကောင်စီကထိုးစစ်ဆင်လာ၍တိုက်ပွဲပြင်းထန်နေကနှစ်ဖက်ထိခိုက်မှုရှိကြောင်းစစ်ကောင်စီတပ်ကတေဆုံးမှုများပြကြောင်း KIA သတင်းပြန်ကြားရေးဌာန၏မေလ၄ရက်သတင်းဖော်ပြချက်၌ဖော်ပြသည်၄မိုင်၂၅ရက်မြင့်မှာပေါ်မှာမီဒီယာဖြစ်တဲ့ကြောင်စိုးဦးကနေကြောက်ဖြူမြို့နယ်သတင်းကိုတင်ထားရှိပါတယ်ကြောက်ဖြူမြို့နယ်ကသူတို့စစ်တပ်ကပြန်ရတော့မယ်ဆိုပြီးတင်ထားတယ်အခုအဲ့ဒီကြောက်ဖြူမြို့နယ်မှာရှိတဲ့မင်းတပ်ပေါ့နော်စစ်တပ်ကနေကို KIA ကတိမ့်မိုက်လိုက်ပြီးတပ်မ96မှာအင်အား80ကျော်စစ် ်ခွေးအားလုံးကပျောက်နေတယ်လို့ကြားကြည့်လိုက်အဲ့တော့အဲ့ဒီတဲ့တင်းတစ်ခုကိုကျွန်တော်တစ်ဆက်ပြပါဖြစ်ပါတယ်နော်သူတို့စစ်တပ်ရတော့မယ်လို့ကြောက်ဖြစ်လို့ပြောခဲ့တယ်ကြော်စိုးဦးပဲတင်းလေးပုံလေးကြော်စိုးဦးမဟုတ်တော့ကျွန်တော်နောက်တော့ကြော်စိုးဦးနော်ဦးပဲဦးလေးကကြော်စိုးဦးပဲတင်းလေးပုံကျွန်တော်နောက်လိုက်ပါနော်နောက်တစ်ပြေဖို့ဆက်ပြီးကျွန်တော်ပြချင်ပါတယ်ဒါကတော့ဒီကြောက်ဖြစ်လို့တိုက်ပွဲပေါ့ကျွန်တော်လက်ရှိဒီကြောက်ဖြစ်လို့မျိုးနဲ့ဒီတစ်ပိုင်းမှာတော့ဒီတိုက်ပွဲတွေတိုက်ပွဲတွေကတော်တော်လေးတင်းတင်းထန်ထန်ဖြစ်နေတိုက်ပွဲတွေဆက်ရှိနေရောဗျတိုက်ပွဲတွေဆက်ရှိနေတယ်ဒီစစ်တပ်ကမှတိုက်ပွဲတွေဆက်ရှိနေတယ်ဒီကြောက်ဖြစ်နေကျွန်တော်တို့ဒီစစ်တပ်ရဲ့တိုက်ပွဲမှာဆိုတော့တပ်မတော်ကဒီအချက်မှတ်ချင်ပါတယ်ကိုကောင်းကောင်းကြီးကျွန်တော်တို့ရှင်းနေနိုင်တယ်ရှင်းနေနိုင်တဲ့အကြောင်းရင်းဟာတပ်မတော်ကျွန်တော်တို့လက်နက်ချင်းပြစ်ကိုပြီးကျွန်တော်တို့ ဟုတ်တော့သူတို့ကျင်ညာလိုက်လို့ရှိရင်အချိန်တိုင်းတက်မတော်ရှင်းလင်းနေတာပဲဒါပေမဲ့အဖေဖေနဲ့တမျိုးပါသွားလိုက်နောက်ကတက်မတော်ကအကြက်ကမှလည်းရှင်းလင်းလိုက်အဲ့တမျိုးပါသွားလိုက်နောက်ပြည်သူတွေလည်းအဲ့တက်မတော်သူတို့ရှင်းခွေးတွေဘယ်နှားရောက်နေပြောလိုက်ခွေးတွေဘယ်မှာစစ်ကြောင်းထုံးနေပြောလိုက်ဆိုတော့တကယ်တိုင်းဒီမှာအကြက်ကမှဆိုတာဘာလို့လဲဆိုတော့သူတို့ကျင်ညာတဲ့တဲ့ထဲမှာဝင်ပြီးအဖေကပေါ်နေတယ်နော်အဲ့တော့ဆန္ဒပါပါအာပြည်ပြည်မှာရှိတဲ့ဒီတက်မတော်ကြီးရဲ့ဖြစ်ခတ်နိုင်မှုပြီးရင်ကျွန်တော်တို့ဒီပင်ရည်မှာရှိတဲ့တက်မတော်ကြီးရဲ့ဖြစ်ခတ်နိုင်မှုဆိုတာအဲ့ရေတက်ကနေလှမ်းပြီးတော့ရွာတွေနဲ့လက်ထူလာအဲ့ဒါဖြစ်ခတ်နိုင်မှုနော်ကြီးရွာတွေကိုရေတက်ကနေလက်နဲ့ကြီးနဲ့လက်ထူလာမဟုတ်ဘူးလားမဟုတ်ဘူးဆိုတော့ကောင်လာခဲ့မင်းတို့စစ်တပ်ကောင်ငါပားရဲ့ပြီးကြပြီ မင်းတို့စစ်တပ်ကကောင်လေရခိုင်ပြည်သူရွာထဲကိုအဲ့ဒီရေတပ်ကလှမ်းထုတာစောင်းရမ်းထုတာဟုတ်လားမဟုတ်လားရခိုင်တပ်တော့အေးအေးနေတဲ့ဒေသလားပြည်သူနေတဲ့ဒေသဘာမှမယူပဲရမ်းထုနေတာဟုတ်လားမဟုတ်လားနော်စပြုတ်ပြရတော့နိုင်မို့ပြေကျွန်တော်ဒီ drone drone တွေထိရောက်ပြီပြေကျွန်တော်ဒီပြစ်စောင်းနေဟန်ချက်နေပေါ့ဗျာဒီလိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့ဒီချောက်နေဒါစစ်ပေမှာတက်မလို့ကဒါကျွန်တော်တို့တတူကြီးကိုကျွန်တော်တို့ထိန်းနိုင်တယ်တိန်းနိုင်တယ်အချမ်းမတ်သမားတွေကိုဒါတတူကြီးကိုတုတ်နေနိုင်တယ်ကျွန်တော်တို့တကယ်ကို เนาะအဲတက်မလို့ရေရဲ့ပြစ်ခတ်မှုအာ drone တွေလေကြောင်းတွေအောက်ကမြေပြင်ရဲ့ထိန်းထုတ်မှုတွေဒီပညာတွေကြောင့်တက်တော့အာဒီကြောက်ဖြူလို့နေမှာတနေ့ချောင်းထိန်းထိန်းနေတာเนาะအကြံပတ်ထမားတွေเนาะအာတကယ်တော့ဆန္ဒထမားဆန္ဒထမားเนาะဖာတာတစ်ပုတ်ကြည့်ရတာလေတန်လိုက်ကြည့်တာဒီကောင်ကြီးဖာတာပြီးမှဒီနေ့ကြောက်ဖြူကိုတိတ်နေတဲ့ကလေးတွေကိုပြောပြမယ်เนาะကျွန်တော်အဝင်ကောင်းတယ်ကောင်းတဲ့ကြောင်းရလဲကျွန်တော်ဒီပညာတွေအားတက်ချက်တွေအများကြီးပါပါတယ်အဲ့တော့ကျွန်တော်ဒီပညာနဲ့တရားနဲ့လက်နဲ့ကြည့်နေကျွန်တော်တို့ခံမှုပြည့်နေတဲ့ပုံပေါ်တော့ဒီပညာနဲ့ပြည့်မယ်ဆိုတော့ကျွန်တော်အပေါ်မှာဒါဒါကျွန်တော်တို့ဒီ ကျောင်းကပြတော့ပြီးတော့ဘယ်နေရဘယ်နေရဘေးပွိုင်းဘေးပွိုင်းဆိုလက်လက်ချင်းနဲ့ပြတ်ပြီးတက်တက်တက်ကြတယ်ခင်ဗျာလက်လက်ကြီးကတက်တက်လက်လက်ကြီးရတာခင်ဗျာတကယ်ကိုတီးကြရဖြစ်ခင်ဗျာနေရလွဲစားကြောင်းရှိဘူးလက်လက်ကြီးကတကယ်ကိုချတတ်ကြတယ်လိုက် ဒါဆိုစစ်ပြပြပြမရှိရောဗျာစာသမီးခလုံးနဲ့ကတော့ဘယ်ညာဘယ်ညာပဲပွားပါဗျာဘလောက်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 ဗျာဒီကနေဘလောက်ဘလောက်ချီတိကျတိကျတိကျဟာမင်းတို့စစ်တပ်ကြောက်ကောင်းနေကွာမင်းတို့တလက်တော်မှာစောင်းတခါကြောက်လို့ရှင်အောက်မှာရှိတဲ့ကိုစစ်ကွေးကိုပြန်ပြီးဘုံကျဲချကြောစိုးဦးလာမစစ်ဦးစီးထုတ်တယ်ပြီးပြီးပွဲပြပြနေမှာကွက်တီပဲသူပြောလိုက်တာနော်မင်းတို့စစ်ထဲမှာစစ်တပ်ဆမ်းမရှိတိုက်နေတော့နေကြောစိုးဦးကတော့မတည်ဘူးမင်းတို့နေဟမ်ပြောတော့ကွက်တီပြောမကြည့်နဲ့ဘယ်နေရာဘလို့ပတ်ချက်ပြီးသူထလိုက်ပဲပွိုင်ပွဲပွိုင်လို့ဟာကွက်တီပဲလေတကယ်ထိုက်တယ်နော်လက်နဲ့ကြည့်အားတားချက်စစ်ကြီးရဲ့တပ်သားတွေကဒီလက်နဲ့ကြည့်ကို120ကိုဒီဒီကျွန်တော်တို့ဒီလက်နဲ့ကြည့်ပါဗျာ လက်နဲ့ကြီးကြောက်ရရအကြောင်းအဲ့ဒီကလက်နဲ့ကြီးအားသာကြတဲ့အရာကြီးပဲဒါကြောင့်အချမ်းမတမရတူကဒီစကန်းကိုဖြိုးမယ်ဆိုလက်နဲ့ကြီးစကန်းကိုရေဖြိုးတာလက်နဲ့ကြီးစကန်းကကျွန်တော်တို့တကယ်ကိုအေဒီယာအများစုကောင်းကောင်းထိချုပ်နိုင်တယ်သူရအကွာဝေးမှိုင်းအေဒီယာတို့ကောင်းကောင်းထိချုပ်နိုင်တယ်ဟုတ်တယ်တကယ်ထိချုပ်နိုင်တယ်နော်ကျွန်တော်ကိုယ်တိုင်ဆက်တွေ့တွေ့ထားတယ်အဲ့ဒါဘာဖြစ်လို့လဲလက်ရှိစစ်တောင်းထိုးရင်စစ်ကောင်စီရဲ့ရှေ့ကတက်ကအရှေ့ကရှင်းမြန်းလာတယ်ရှင်းမြန်းလာမှလည်းအမြောက်တက်ပါတယ်လက်နဲ့ကြီးပေါ့သူပြောလက်နဲ့ကြီးအဲ့လက်နဲ့ကြီးကသူကဒီရွာကိုစစ်တောင်းထိုးမယ်ဆိုဟဲ့ရွာမှာလေးရွာ၅ရွာရှိတယ်အဲ့ဒီတောင်းစစ်တောင်းထိုးတယ်အဲ့ဒီမှာအကောင်းဆုံးအထိုင်ကောင်းကိုယူပြီးလို့လက်နဲ့ကြီးအထိုင်ကဆွဲလိုက်ဖွဲပြီးအဲ့လက်နဲ့ကြီးတကန်အကောင်လုံးပြစ်ချင်ပြစ်တာ ကျင်းရွာအိမ်တွေပြည်သူတွေနဲ့အိမ်တွေစာတင်ကြောင်းတွေဖုန်းကြီးကြောင်းတွေဘာမှမတည်ဘူးဟုတ်လားမဟုတ်လားအဲ့တော့တိုင်းပြည်ပေါ်မှာအကြမ်းဖက်နေတဲ့အကြမ်းဖက်တမားကအဲ့ဒီ PDF တွေလာတိုင်းနာနဲ့ဖက်ကိုင်းနေတာမင်းတို့စစ်တပ်တယ်မင်းပြောသလိုမဟုတ်တယ်လက်နဲ့ကြည့်အကိုပစ်ချတာရွာလာအိမ်လာစာတင်ကြောင်းလာဖုန်းကြီးကြောင်းလာခေတ်ဆံပြားကြောင်းလာစေးရုံလာဘာမှမတည်ဘူးတကယ်လုံးလားမလုပ်ဘူးလားမလုပ်ဘူးဆိုရင်ညင်းရတဲ့ကောင်ငါကဲအခေါ်တယ်လာငါကိုတိုင်းညင်းပြည်ကြီးစေးပြီးတော့မင်းတို့လှုပ်ထားတဲ့အဲ့လက်နဲ့ကြည့်တကန်လမ်းပြထားတဲ့ရွာတွေဘဲရွာတွေဘဲရွာတွေဘလို့အမှုချိတာဆိုတာပြမလားခဲ့လားဒီလားအဲ့တော့တိုင်းပြည်ပေါ်မှာအကြမ်းဖက်တဲ့ကောင်တွေကဘယ်သူတွေလဲဆိုတော့အဲ့ဒါတွေတက်တယ်နော်ဆက်ပြော လက်နေကြီးအားတကြီးတယ်အများကြီးပဲဟုတ်အခုမှကျွန်တော်ဒီစစ်တွေလက်ကြောက်ပြီးပါမှာဒီလက်နေကြီးနဲ့ကျွန်တော်အပေါ်ကဒီ drone နဲ့ဒီတွဲဆန်းလိုက်တဲ့အခါမှာဒီပြတ်ကတ်မှုတွေကတော်တော်ကြီးကိုကြည့်ကြတယ်တော်တော်ကြီးကိုကြည့်ကြတယ်ကြည့်ကြတယ်နော်ခင်ဗျာဒီကြီးကမှရန်သူရှိတယ်ကွာ definitely တဲ့နေကြီးချာအာတက်နေပဲဖုန်းကြီးရီပေါ့ကြောက်ပေါ့ပေါ့လေကွက်တီတယ်ဒီမှာကွက်တီကြာအာကွက်တီပဲကြာပေါ့ကွဲတာအဲကျွန်တော်တို့ဒီစစ်တွေနဲ့ဒီကြောက်ပြူတော့တက်မှာကတော်တော်ကြီးကိုထိချုပ်နိုင်တယ်ကျွန်တော်ဒီကတော့ထိချုပ်ရနေတယ်ကြောက်ပြူလေးကြီးကမှာရခိုင်ကကျွန်တော်တို့စစ်တွေကြောက်အေးထိချုပ်တဲ့နေရာကိုတက်မှာတော့ကပြန်ပြီးတော့ထိချုပ်နိုင်ခဲ့ပါလေအဲ့နေရာကကျွန်တော်တို့လက်ခမော်လက်ခမော်ရဲ့ပြင်ရှေရဲ့မလာကျုံးရဲ့အဲ့ဒီအဲ့ဒီကြောက်ပေါ့အဲ့ဒီကြောက်ကကျွန်တော်တို့တစ်ဖက်မှာပင်လာပင်လော်ရှိရဲ့ပင်လာပင်လော်ရဲ့ဒီပင်ကပင်လော်ကိုမေးတင်တာရွာရွာလေးအဲ့ဒီကျွန်တော်တို့ဒီ င်္ဂလာပင်လေရဲ့ဒီပတ်လန်းကိုဗျာပြန်ပြီးတော့ပတ်လန်းအဲ့ဒီဘုံကျွန်တော်ရွာတင်လိုက်ရွာတွေပေါ့ဗျာအဲ့ဒီရွာတွေကိုဆက်ဆက်တဲ့ရွာတွေကိုရခင်ကအေးရထိချုပ်လာတယ်ထိချုပ်ပြီးတော့ဘာတက်မလို့ကကျွန်တော်ဒီအဲဒီပင်္ဂလာပင်လေကနေပြီးတော့ဒီစတမောနေတဲ့ဒီအချမ်းသမားတွေပြစ်တယ်ပြီးကျွန်တော်ဒရုန်းနဲ့ပြစ်တယ်ပြီးမိပညာထောက်ကူယူပြီးတော့လက်ထက်နဲ့ပြစ်တယ်ဟောအဲ့ဒီဒေတာမှာတော်တော်ကြီးကိုရှင်းသွားတယ်ရှင်းတော့ကျွန်တော်ဒီတက်မလို့ကအဲ့ဒီရှင်းသွားတာပေါ့နော်ကန်းစားတဲ့နဘေးရှိတဲ့ယူရီအားလုံးကိုရေတက်ကနေအကောင်လုံးတန်းထုတ်လာတယ်။အုံချံကြအိမ်ချမ်းသေးတယ်။ဘယ်လိုလူမျိုးနဲ့ဘောစိတ်ဆက်တာကြည့်ကြအောင်နေလို့မရတော့ဘူးလေ။ဟုတ်တယ်မလား။အော် ်ပြီးသူအိမ်ကြီးကိုအကုန်လုံးဖုတ်ချင်ပြစ်မှာပဲအဲ့ဒီဒါမှာဘယ်လိုနေလို့ရတော့မလဲလို့ဟမ်အဲ့ဒါမင်းတို့နိုင်တာလေအဲ့တော့ပြောတော့မင်းတို့ကဘာသူများအကြမ်းဖက်တယ်မှာဟမ်မင်းတို့ဘာသာကဖားခင်ခင်ရအောင်တန်မှုရှိသေးတယ်ဝင်ကြီးလိုက်ထွက်ကြီးဝင်ကြီးထွက်ကြီးမင်းတို့ပြောသုံးချင်တိုင်းသုံးလို့စကားတလုံးလုံးဟမ်အကြမ်းဖက်ဆိုစကားတလုံးကဘယ်လိုဟာမျိုးတော့မှာလဲဘယ်ဟာအကြမ်းဖက်တာလဲဘသူတွေကအကြမ်းဖက်ဖြစ်တတ်တာလဲမင်းတို့ကမင်းတို့တတ်မှတ်လို့မရဘူးအကြမ်းဖက်ဆိုစကားလုံးနားလည်းငါမသိဘူးအဲ့တော့နားမလည်ဘူးနားမလည်ဘူးမင်းတို့အကြမ်းဖက်ဆိုစကားလုံးမင်းတို့တုံးချင်တုံးလိုက်ပဲရတဲ့ထင်းနေတယ်မင်းတို့အဲ့လိုတုံးနေပြီးသူကမင်းတို့ပိုယွန်းနေအဲ့တော့တကယ်တော့မင်းတို့ကပြီးသူတို့ဝေးတဲ့ဝေးအောင်မင်းတို့ကလည်းဖန်တီးနေတယ် နော်အဲ့တော့ဒီတိုင်းမှာဖြစ်နေအဲ့ရေတက်ထောက်လျှောက်ကနေအဲ့ရေတက်ကနေလမ်းပြီးထူထပ်နေတာထူထပ်အဲ့ဒီရောမှာရှိတဲ့အပင်အခက်အကောင်လုံးအိမ်အိုးအိမ်အကောင်လုံးကျေဖို့အကောင်လုံးအဲ့ဒါကိုမင်းတို့နိုင်တယ်လို့ထင်တာကော်ပန်းကနေဟိုထူတာကိုထိတယ်စုံကြီးစံကြီးဖိထားပြီးအော်နေလိုက်တယ်ကျွန်တော်တို့နိုင်တယ်ကျွန်တော်တို့နိုင်တယ်ဆိုပြီးပြည်တယ်နော်တပြုတ်အေးရမှာကျွန်တော်တက်ဆွဲရတယ်အကြမ်းတမာရီရဲ့ဒီစကန်လေးကိုလည်းတိတ်ပိတ်တယ်လို့ရှိတယ်အဲ့ဒီရဲ့ဒီဒီလက်ကမောဒီစီမလာကျွန်းရဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ဒီစိတ်ကျိုးရှိတယ်အဲ့ဒီစိတ်ကျိုးနဲ့တို့နဲ့ကက်ရပါဘူးအဲ့ဒီကြားထဲမှာတော့ဘင်္ဂလားပင်လောက်ရှိတာပေါ့ဗျာပြန်ကြည့်နေရပါလေစိတ်ကျိုးက ော်တို့ဒီရခိုင်ပြည်နယ်ရဲ့စီးရေးချင်းတွေနဲ့ပတ်သက်တော့အားကြီးကျွန်တော်တို့အကောက်တယ်ပြီးရင်ဒီတစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ဒီကြောက်တန်းရဲ့နေကြာပြီးကျွန်တော်တို့ဒီဘက်ပြည်ပတ်သက်မှုလည်းပိုင်းအဲ့ဒီတော့မှတော့တိုက်ပွဲတွေဆက်တိုက်ဆက်တိုက်ဖြစ်နေတယ်ဒီတော့မှတော့အဲ့ဒီချိန်မှာတော့ကျွန်တော်ကြည့်ဖို့ကျွန်တော်အကောက်တယ်အဲ့တော့ရှစ်တိုက်ရတာကတော့သူ့နဲ့ကိုယ်နဲ့ရှိနေတာသူ့နဲ့ကိုယ်နဲ့ရှိနေတယ်လက်ရှိကဒီအေကလာတိုက်ရတာကကျွန်တော်တို့ဒီဒီကျွန်တော်တို့ရဲ့ဒီအခိုင်မှာရှိတဲ့နေမျိုးကိုလာတိုက်ရတာအဲ့တော့ကျွန်တော်တို့ခိုင်းတော့စကားဆက်ပြောမယ် ရခိုင်ပြည်နယ်မှာရှိတဲ့နောက်မြောက်ပိုင်းစစ်ထနာချုပ်ကြီးမကြခင်တုန်းကအဲတော့စစ်ထနာချုပ်ကြီးမကြခင်တုန်းကကျော်စုတို့အပါဝင်စစ်တပ်ဘောမှာနေဘယ်လိုပြောခဲ့တယ်အခုလိုအတိုင်းပဲပြောခဲ့တယ်နော်သူတို့ဒီရိတ်ခါလေးလမ်းကြောင်းတွေပုံထားတယ်အားတက်မတော်ပြန်လဲထိုးစစ်နှမ်းမှာဒီစစ်နှမ်းချုပ်ကိုလက်တိုက်နေတဲ့အကျန်းဖက် AA ဒီဘလို့ပုံစံမျိုးထိချုပ်ထားပြီးတေတာဘလို့တောင်းလဲကြာကြာစစ်ခနာချုပ်တွေကနေစစ်ကွေးတောင်လိုက်ရွှင်နေသူတို့ကိုပြစ်ထားတာတုံးလိုက်ရှိပြီးအစာကြီးစားပြက်လက်ပြီးတော့ပေတော့မယ်သူတို့ကမှဘလို့မှခံနိုင်လို့ဆိုပြီးတော့နော်ဘလောက်မှမကြောက်ဘူးစစ်ခနာချုပ်ကြီးကြာရောအဲ့ဒီချိန်ကျတော့ဒီကောင်တွေပါးစပ်ပေါက်တွေပိတ်ပြီးမတိအောင်ဆောင်နေကြတယ်ဟိုမှာစစ်ကွေးတွေပြေးတော့ပုံပြီး နော်အခုလည်းကြောက်ဖြူတန်လွဲကိုတို့အာဘယ်လိုမျိုးစစ်တပ်ကထိတ်ဆုံးထားဦးပြောပြမယ်နော်ဆက်ဆက်မရှိတဲ့ကောင်ပြောပြမယ်နော်ငါပြောတဲ့စကားမှားလားမှားဆိုတာကမင်းတို့တွေမင်းတို့တွေဆက်ဆက်ရှိနာမရှိတဲ့အဲ့ဒါဘဲပေါ်ပြတာနော်အခုဘီကြောက်ဖြူတန်နဲ့ပြတယ်ဆက်ပြောအခုကျွန်တော်စစ်တပ်ကလည်းနေနေကြောက်ရွံ့လို့လေသူ့နယ်ကိုလေမြေနိုင်မှုလို့တော့ဗျာမြေနိုင်တော့ကဗျာစစ်နိုင်မှုမလဲဘူးမြေနိုင်မှသာလေစစ်နိုင်တာတတိယနေ့ကျတော့ပထူကြီးဒီနေတော့တိ့ကိုလူရဲသဘောတဘာကတိ့ကိုဖေဒီလူရဲကိုယ်ပွင့်ယုံကြည်မှုလေတိ့ကိုလူရဲမပူနဲ့မပူနဲ့မပူနဲ့နော်မင်းတို့ကိုတွေ့တာနဲ့ခွေးတွေဘယ်နှရောက်နေလဲခွေးစစ်ကြောင်းဘယ်နှမှာခွေးတွေဘယ်နှတက်ဆွဲထားလဲစစ်သားလောက်မခေါ်တော့ဘူး ကျွန်တော်ပြည့်စကားမှားတာလက်ရှိလူမြန်မာပြည်မှာဖြစ်နေတာလားခွေးတွေဘယ်သားရောက်နေလဲအခွေးတွေဘယ်မှာတက်ဆွဲထားနေလဲခွေးတွေဘယ်လိုစစ်တောင်းထိုးနေလဲဟဲ့အဲ့မတော်တာအခွေးတွေရှိတယ်ဟဲ့အဲ့ဒါမြေပြည်မှာပြည်သူလူထုဓာတ်ထဲမှာဖြစ်နေတဲ့ပကတိအမှန်တရားမှားတယ်ဆိုလဲဆိုလာခဲ့နော်အလေးအတားဒလိအချက်တွေကိုသိဖို့အဲဒီလိုအချက်တွေပိုင်းမလာဆက်နိုင်လားလက်ရှိကကျွန်တော် AI ကဆက်ကြွလာတယ်ဆက်ကြွလာတဲ့ခါမှာကျွန်တော် AI ဝင်တဲ့ဘက်ကိုဆက်ကြွလာတယ်ဆက်ကြွလာတော့လက်ရှိမှာကျွန်တော်ဒီဆက်ပြီးကြွ AI ကပေါင်းပိုင်းတော်ကြီးကိုတုတ်တဲ့ခါနေရကျွန်တော်တိရတဲ့လောက်ကိုမနေဘူးမပုံလေးတော့ဘာမှပြမလာလို့ဖုံးရှင်းမှာထိုင်ပြောတာနားရရပြောလို့ရတာပေါ့ဟုတ်တယ်မလား ဖုန်းရှင်မထိုင်ပြောတာငါလည်းပြောလို့ရတယ်ဟာဒီနေ့မင်းအောင်နိုင်အပါအဝင်အဲစစ်သား9000တေသွားတယ်လို့ငါပြောတရားလို့ပြောလိုက်ဘူးဒါပေမဲ့ကနေ့ကတော့တက်တယ်လေးပြတယ်အလီပိုင်းဆိုတာအဲ့ဒါကိုပြောတာပါဇက်ကနေဖုန်းထောင်ပြီးတော့ဖားတယ်ပြေလို့ဝီကြီးထွက်ကြည့်ပေါက်မဲ့လေးတွေပြောတာအဲ့ဒါဘယံမလာကောင်းဘူးနော်ငါတို့ဖြစ်နေချင်တာမင်းတို့မြဝတီမြမအတန်းစားပြီးမင်းတို့ပဲအချမ်းပါလေဒီအဲ့လိုတက်တယ်တက်ကြရလေးနဲ့အဲ့လိုလုံနိုင်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေထွက်စေချင်တာဒါမှမဟုတ်နောက်ဖက်ကရှင်ပြိုင်လို့ကောင်းတာအခုကတော်လိုင်းဘက်ကတခုစခန်းသိလိုက်အခုပြီးပြမယ်နော်နော်စခန်းသိလိုက်နေရာဒေတာစခန်းနံပါတ်အတိအကျပြောလိုက်အခုနောက်ဆုံးမင်းတို့နေတဲ့ဓာတ်ပုံလေးဗီဒီယိုဖိုင်လေးမပြဘူးဘယ်စခန်းသိလိုက်ဝင်မှာ အင်းကဘလောက်လာလဲဘလောက်ဘလို့ဖြစ်တယ်အလီပိုင်လေးတော့ပြတဲ့တည်းဟုတ်တယ်မင်းတို့ကတင်လိုက်တဲ့တည်းမှန်လဲအဲ့လိုတိကျတဲ့အလီပိုင်ပြတာရှိဘူးလဲမဆက်လာဘူးအဲ့လိုပေါက်ပန်းလေးတွေထိုင်ကျောင်းနေလိုက်တယ်ငါတို့ပြောရတာပြည်သူတွေရုံမှာပါကွာမင်းတို့ကပြည်သူကိုအထင်သေးတာတကယ်တော့ဟမ်ငါတို့ပြောချင်တယ်ပြောရင်ပြည်သူတွေရုံမှာတောက်ပိနေလို့မင်းတို့ပြည်သူအဲ့တိုင်းတတ်မှတ်တာနော်ဒီနေ့ကပြည်သူမရတော့တိတာမင်းတို့လဲတဲ့ကောင်လေးပဲလက်ရှိကျွန်တော်တို့တပတ်အဲလက်ရှိတိုက်ပွဲဖြစ်နေတဲ့ဇုံတွေမှာဆိုရင်ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကိုတပ်မတော်စစ်ကြောင်းတွေကိုတကယ်ပြောလေးညနာပါဗျာလေးညနာရဲ့ဟိုဘက် ဆယ်မိုင်ပဲပတ်လေပဲအဲ့ဒီဘက်မှာကျွန်တော်တိုက်ပွဲတွေဆက်ရှိရရှိတဲ့ခါမှာအဲ့ဒီဆက်ကြောင်းတွေတော့ဒီရင်းမြစ်မှာမျိုးမှရှိတယ်မြို့သူမြို့ကန်တွေကမြို့မြို့သူမြို့သားတွေပါမြို့သူမြို့သားတွေကခင်ဗျာလူလေးတင်းမချောင်းကြိုက်နေလာပို့ရွှေခါတွေပို့တယ်ဆိုင်တွေပို့တယ်တော့ရက်တွေပို့တယ်အကုန်ပို့ပြီတက်ပါလားတောင်းချင်တယ်ရောက်ပြန်ကြတယ်တေချောင်းဟင်းတာမောင်မောင်ဘုံမပြပါလားလို့ဗီဒီယိုဖိုင်လေးတွေအဲ့တက်ပြတော်ထားတွေလာပို့တယ်ဓာတ်ပုံလေးတွေဗီဒီယိုဖိုင်လေးတွေပြပါလားလို့ဒါမဲ့စိတ်ကူးကြီးရယ်စိတ်ကူးကြီးရယ်ဒီစားစားသူတို့တက်ပြတော်ထားကြိုက်နေတယ်ပို့တယ်တဘုံတွေဟာပေရောပါအဲ့ဒါပို့ဓာတ်ပုံလေးတွေပို့တော့ပြပါလားလို့ဟမ်ဘယ်ယူဟာဘယ်သူလာပို့လားမြို့ မင်းတို့အာနာတိုက်တာကမင်းတို့မပြရတဲ့အကြောင်းရှိဘူးလေကွာအဲ့ဘက်မှာဆိုပီဒီအက်လည်းမရှိဘူးလေကွာမင်းတို့ပြောလုံလုံရေးကဘာညာမင်းတို့ချင်းချင်းပြီးတော့စင်ချင်ပေးအောင်လေဟမ်ပြပါလားတကောလားဟမ်ပြည်သူပြည်ပြောရှင်နဲ့မင်းတို့တက်မလို့ဒါဟာဒီလိုဆိုရင်လာကျွေးနေတာတကောတော့ပြပါလားလို့ဟမ် စိတ်ကြတာကဒီလုံငန်းရှင်တွေကလည်းဒီအဲ့တိုက်ပွဲအိမ်ရမှာရှိတဲ့တက်မော်တာလေးပေါ့ဘာလို့တောင်းတာဆိုတော့တက်မော်တာလေးအတွက်ရိတ်ခါတွေအတီးရွက်တွေဆက်လက်တွေအကုန်ဖို့ဆီးွားတွေဟာအကုန်ဖို့တင်းတင်းနဲ့ပါမပါဆိုးဘူးကျွန်တော်တွားဖို့လည်းရှိတယ်ဒီလေးမျက်နှာပတ်ဖို့ဘာမှမရှိဘူးအဲ့မင်းတွားချင်ဂျိုးဆူလာပေါ့ဟုတ်လားတကယ်ကိုကျွန်တော်ကျင်းနေဆရာကောင်းတယ်အဲ့တော့အားကြောင့်ဒီလိုဆက်နိုင်ရလဲဆိုနံပါတ်1ပြည်သူလူထုကဒီတက်မော်တာတသားရှိတယ်နံပါတ်2ကဒီဒီရဲ့တက်မော်တာကအဲ့ဒီအရေးမှာမြေးပိုင်မြေးပိုင်နဲ့နေနိုင်တဲ့ပြည်သူလူပြောင်းဆောင်မှုဟုတ်အဲ့ဒီမှာငါမသိလို့ပြောပါဦးမယ်ဘာကြောင့်ဆက်နိုင်ရလဲဆိုတော့အဲ့ဒီဒေတာတွေကပထမအေးထိထုတ်ထားမှုလား မင်းတို့စစ်တပ်ကဖိတ်ထုတ်ထားတဲ့နေရာတွေလေဘယ်နေအောင်စစ်နိုင်လဲဟာတယောက်တည်းပြေးပြီးတယောက်တည်းပန်းနေဝင်နေလို့ဖြစ်နေပြီဟုတ်လားငါငါတယောက်တည်းနေငါငါစစ်နိုင်ပြီပေါ်နေတာဩအဲ့လိုလားအေးမထမထမင်းဒီပါဒီပါအဲ့ဒီအရာကြောင့်ကျွန်တော်တို့အကြမ်းပတ်သမားအများဆုံးတုံ့ပြန်နိုင်တယ်ဒါတော့များမကြမိကလားမှာမှာအကြမ်းပတ်သမားတွေတဖြည်းဖြည်းပြုံးပါပါစစ်တပ်ကတော့ကျွန်တော်အချိန်ခုလောက်လိုတာပေါ့ဗျာတော့ကျွန်တော်ဒီတိုင်းကြောင့်ချက်မှာဆက်တော့စစ်တွေစစ်တွေစစ်တွေမှာရှိစစ်တွေအေရီးယားမှာရှိရတဲ့စစ်တွေကြောင့်ချက်ကုန်တဲ့နေရာကိုတမလို့ကကောင်းကောင်းရှင်းနေတယ်အဲ့တော့အကြမ်းပတ်မှာလှုပ်ရှားနေတော့ဆော့ဝိုးပဲ အဲ့ဒီကြောက်ကြည့်ပါလေအကြမ်းမသမိုင်းထိချိုးလာတယ်ကျွန်တော်ရှိရတင်ပြခဲ့ကြွားတယ်ကြွားတယ်ကြောက်ကိုတက်ဖို့ကပြန်ပြီးထိချိုးနိုင်သွားပြီပြီးကျွန်တော်တို့ AI တိုင်းနဲ့ဒီဘက်ကကျွန်တော်တို့ဒါတက်ခမင်းတော်မအဆက်တွေပါလေတက်ဖို့ကဒါလုံးကြီးနဲ့ကိုနေမရှင်းလုံးတွေလုပ်နေတယ်ဒါဘာလဲလို့ဒီတောင်ကုန်းလေးဒီအုပ်ချုပ်ရေးလမ်းပိုင်းပါလေဒီတက်ဖို့ကဒီနေမရှင်းလုံးတွေတော့ရှောက်လုပ်နေတယ်နောက်ဘက်တက်ခွေဆက်ရှိနေတယ်တစ်ဖက်ပါလေကျွန်တော်တို့ဒါတောင်အန်းနဲ့ဒီပဒန်းလမ်းပိုင်းမှာပါလေတက်ခွေတွေကဆက်ရှိနေတယ်ပေါ့ဆိုတော့အဲ့ဒီအချိန်မှာတက်ဖို့ကအကုန်လုံးတက်ပြောင်းနိုင်တယ်ဘာလို့လဲတုတ်တင်နိုင်လဲကျွန်တော်တို့ဒီစစ်ပွဲအရွေးတွေတော့ရှိတာပေါ့အချိန်တူတော့စောင်းပါမယ်စစ်ပွဲရဲ့သဘောတဘာဝကိုတော့ကျွန်တော်တို့ဒါနားလေရမှာဖြစ်ပါတယ်ကဲပေါက်ပန်းလေးတွေပြန်မလာကောင်းဘူးနော် အခုလက်ရှိသူပြောတဲ့ကြောက်ဖြူမှာတင်းတန်ကြီးရဲ့စခန်းပြောပြပါမယ်နော်မတင်းနေပြင်ဖတ်ပြမယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မင်းတပ်ကောင်ချီစစ်တပ်ကာကင်းစခန်းတိုက်ပွဲတွေစစ်ကောင်စီတပ်ဖက်မှာအင်အား80ကျော်မှာတပ်မ90စစ်တောင်မှာစစ်တပ်ပြတ်တောက်ကြောက်ဆုံးသွားကြောင်တပ်စခန်းကိုအေးသိမ်းပိုက်လိုက်ကြောင်စစ်တပ်တရင်ကြီးကမှတိရပါတယ်မင်းကနေ့ကကြောက်ဖြူမျိုးနဲ့မင်းသက်တောင်ရှိစစ်တပ်ကားကင်းစခန်းကိုအရကတက်တော့အေးကဝင်ရောက်တိုက်ခိုက်ခဲ့ရတယ်။ရင်းစခန်းနဲ့ပတ်ဝန်းကျင်နဲ့တက်ဖြတ်ထားတော့အင်အား80ပါတပ်မ99စစ်ကြောင်းမှာအဆက်အသွယ်မရတော့ပဲအဆအနလုံးအစုံပျောက်ဆုံးနေကြောင်းသိရတယ်။ အဲ့ဒီစကမ်းမှာကအင်အား90ကျော်နဲ့ကင်းဘုံက30ကျော်လောက်ရှိတယ်။အဲ့ဒါအဆက်အသွယ်မရတော့ဝေလ3ရက်လောက်တည်းကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာကိုစစ်တပ်တရင်ချင်းကပြောတယ်။အစိုးရမင်းသက်တောင်ကာကင်းစခန်းတိုက်တိုက်ပွဲတွေပတ်တဲ့အေးကတရင်ထောက်ပြမှုတစုံတည်းလှုပ်ဆောင်ခြင်းမရှိသေးဘူး။အလားတူရခိုင်ပြည်နယ်ကြောက်ဖြူပြုတ်နယ်အတွင်းအာဏာသိမ်းစစ်ကောင်စီတပ်နဲ့အာဏာကတ်တော်အေးတို့ဂျာတိုက်ပွဲများပြင်းထန်နေခဲ့ပြီးဒီနယ်ကနောက်ဆုံးအပတ်နှစ်မေလပထမအပတ်တွင်ကြောက်ဖြူပြုတ်နယ်စစ်ကောင်စီအမှတ်32ရဲတပ်ရင်း အနည်းငယ်တညဝတိရေတက်စခန်းအနည်းလို့နေစစ်ကောင်စီနေအရကတက်တော့အေတို့တိုက်ပွဲများပြင်းပွားနေကြောင်းသိရတယ်။ကြောက်ဖြူမြို့နေတိုက်ပွဲတွေဒဏ်ရာရတော့အတ္တသားများကိုစစ်ကောင်စီကစစ်တွေ့ဆေးုံနဲ့တတ်နယ်ဆေးုံများလို့ပို့ဆောင်ကုတာပေးနေကြောင်းစစ်တွေ့မြို့တရင်းတွေကပြောတယ်။အေတို့တော့တိတိကျကျမတည်ဘူးကြောက်ဖြူတိုက်ပွဲကဒဏ်ရာရတက်သားတွေကိုစစ်တွေ့ဆေးုံဒီမှာလာရောက်ကုတာပေးနေတယ်။သူတို့တက်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ဝင်မပေးဘူးပြီးတော့တတ်နယ်ဆေးုံတွေပို့ထားတယ်။စစ်ကုတာကိုရောက်လာတာက၃-၄ရက်လောက်တော့ရှိနေပြီလို့၎င်းကပြောတယ်။ ကြောက်ပြူပြူနဲ့တိုက်ပွဲနဲ့အာရကတက်တော်အေအေကထိုးစစ်ကြောင့်စစ်ကောင်စီဘက်မှအတိနာနေပြီးစစ်တောင်းတချို့နောက်ဆုံးသွားတဲ့အခြေအနေရှိနေကိုကြောက်ပြူတရင်ကပြောတယ်အမှတ်30နှစ်ရက်တက်ရင်းနဲ့တ냐ဝတီရက်တက်စခန်းတစ်ပုတ်တောင်ရက်တက်စခန်းအနီးကစစ်တပ်ရဲ့ကာကင်းတွေကိုအေအေကထိုးစစ်စင်တိုက်ခိုက်နေတာအထုတ်ကာကင်းစခန်းနဲ့တပ်စခန်းတွေကိုအေအေကနေရာဝင်ယူထားနိုင်လို့တိထားတယ် စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစခန်းတစ်ခုကလည်းအမှတ်30နှစ်ပဲလို့နောက်ဆုတ်သွားတာရှိတယ်။လက်ကမော်တက်စခန်းခုတော့အေကတိတ်နေပြီလို့သတင်းရထားတယ်။ပြီးကြတော့အတိမပြုတ်နိုင်သေးဘူး။ကြောက်ဖြူတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေလို့ပြောလို့ရပါတယ်ဟုတ်။ကြောက်ဖြူသတင်းတွေကပြောတယ်။ကြောက်ဖြူလူနယ်တွေစစ်ကောင်စီတွေအေတို့တိုက်ပွဲအလအနေနဲ့ကြာဂျိုးချားတိုက်ကြတိုက်ပွဲများဖြစ်ဖြစ်ပွားလျက်ရှိပြီးယခုရပိုင်တွေအေထိုးစစ်အချိန်ညှင့်လာခြင်းကြောင့်တိုက်ပွဲမှာပိုပြင်းထန်တဲ့အခြေအနေတွေ့ရတယ်။ထိုတိုက်ပွဲများကြောင့်ကြောက်ဖြူညွတ်နေစီကြီးရွာပေါင်း20ဆက်မနေမှာထွက်ပြေးသိမ်းဆောင်နေရပြီးတောင်းနဲ့ရှိတော့ပြည်သူများလည်းအိုးအိမ်မဲ့ဒုက္ခဖြစ်နေကြတဲ့ကြောင့်တိရတယ် ကဲဒါကတော့လက်ရှိအကြောက်ဖြစ်မှာအဲ့တော့စဉ်းစားကြည့်တို့ရေတက်စခန်းအနည်းထိနော်ရေတက်ရင်အနည်းထိရောက်လာနေတဲ့စုံတဲကဘဒူကနိုင်ပြီဘဒူကရှုံးနေတာလေအဲ့ဒီကတည်းကဘဒူအုပ်ချုပ်ထားတဲ့နေရာတွေလေနော်အဲ့တော့ဒီကောင်ကြီးကလေမဟုတ်ပဲနဲ့တကယ်နေနေမှာဖြစ်နေတဲ့စစ်သားတွေဘဝကိုတို့ကိုကိုချင်းစားတာမဟုတ်ဘူးဘယံကတော့ပေါက်ပန်း၄၀ကျောက်ပေးနေတယ်လိုက်ပေါ်တယ်တကယ်ပေတော့စစ်သားတွေအောက်မှာပေးနေရတယ်ရဲတွေ အဲ့ဒီပြေသွားတဲ့မိသားစုတွေအတွက်လည်းသူတို့ဘာမှထောက်ပံ့မှုလုပ်မှာမဟုတ်ဘူးအခုကျွန်တော်ပြောမယ့် line 1နဲ့သူတို့အခုပတ်မှန်းလေးတဲ့သူတို့မျှဝေးလို့နော်ကြည့်အခုရခိုင်စစ်နေမှာကြာပါလဲစစ်သားမိသားစုတရားရှိတယ်ဆိုအဲ့တရားမိသားစုကနိုင်ငံတော်အနေနဲ့ budget တွေဘာကြီးထောက်ပံ့နေအောင်သူတို့တွေစူးစမ်းပေးနေတာကြည့်တယ်လို့လည်းဘာတစ်ခုမှလုပ်ပေးတာမဟုတ်ဘူးလက်ရှိမင်းအောင်နိုင်အာနာသိမ်းပြီးတဲ့မှာပြေသွားခဲ့ရတဲ့စစ်သားဥယျာဉ်ဘယ်လောက်ရှိပြီအဲ့ဒီမိသားစုကြံနေတဲ့မိသားစုတွေလည်းမင်းအောင်နိုင်ဘာတွေကူညီထားပေးပြီလဲအဲ့ဒီစစ်သားကိုထောက်ခံပါတယ်ဆိုတဲ့ကောင်တွေဘာတွေထောက်ပံ့ပေးသွားပြီလဲအဲ့ဒါပဲဒီကောင်တွေကစစ်သားကိုချစ်တာမဟုတ်ဘူးစစ်သားတွေကိုချစ်တာမဟုတ်ဘူးဒီကောင်တွေစစ်ဖို့ကြုတ်တယ်အလိုကြဘောမှပြီးတော့သူတို့ကိုတို့ရှာနေတဲ့အောက်ဘက်သားတွေ အဲ့တော့တကယ်စစ်တပ်ကိုဖျက်ဆီးနေတာဒီတော်နိုင်ရင်အင်အားစုလည်းမဟုတ်ဘူး LND လည်းမဟုတ်ဘူးတိုင်းတစ်ပါးလည်းမဟုတ်ဘူးလက်တီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ဘောမာတွေပဲစစ်တပ်ကိုပြန်ဖျက်နေတယ်။နော်တကယ်လားစစ်တပ်ကိုမပြောဘူးအခုလိုပြောပြခိုင်းချစ်။နော်စစ်တပ်အတူမတိုင်းနေတာဒီကောင်တွေပဲနေခဲ့တဲ့တကင်းတွေ။အာခြေခါတွေဘလို့ပို့ထားတယ်စစ်ကူတွေဘလို့ပို့ထားတယ်အင်းစင်းပဲမကြောက်ဘူးဘာဖြစ်နေညာဖြစ်တယ်။ပြီးတဲ့ပြီးဟောလာကြီးဆိုရင်လည်းငါတို့ခါတုံးနေစီပြီးရေရက်ဆက်ဖြတ်ထားတယ်တမန်ငါပြန်သေးဦးဖြစ်နေကြတယ်အကောင်လုံးပုံနေပြတယ်အကောင်လုံးလဲအကောင်လဲပြိုးရဲအကောင်ပြူတန်ရည်နဲ့နော်ရက်မကြောက်ဘူးရက်ခတ်တော့အေးအကောင်လုံးစစ်ခဏကြုံပြီးမတိုင်းလိုက်။ဒီကောင်တွေပတ်သက်နေရင်ဟမ်အဲ့မပိန်းကဒီတက်ကန်ဒီတဲ့စကားတွေပေါ့ကောပါဘီ စဉ်းစားကြည့်ဒီကောင်လေးမြောက်ပေးခဲ့တာဒါမြောက်ပေးတာဒီကောင်လေးနော်မင်းအောင်မင်းရအာနာလိုညင်တို့ဒီကောင်လေးကမြောက်ပေးတယ်အပေခံရတာစစ်သားတွေလဲဒီအခုတော့ကထပ်ပြီးကြောက်ကြူကိစ္စနော်ဒါလေးတာပိုင်း25ရက်နေ့ရဒီကောင်တင်ခန့်တတိနော်မတိလို့ရှိရင်စစ်တပ်ကပဲကြောက်ကြူအလုံးစုံထိချုပ်ထားနိုင်တဲ့အချိန်အခုမှစောနေတာတတ်တတ်ကြည့်ဘယ်လောက်ထိဒီကောင်လေးဖာကြလဲဆိုတော့အဲ့တော့စစ်သားတွေရဲတွေအနေနဲ့အဲ့ဒီကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါလို့ရှိရင်ခင်ဗျားတို့အုံတော့လည်းခင်ဗျားတို့ဆုံးဖြတ်ကျွန်တော်ပြောတဲ့ဇာတ်ကမှားလားကြော်စိုးပြောတဲ့ဇာတ်ကမှားလား ကိုယ့်ကိုအုံရမစစ်စစ်တာရန်တိုက်တာမဟုတ်တွေးခွဲတာမဟုတ်အမှန်တရားကိုပဲမြင်အောင်ဖောက်ပြတယ်အဲ့တော့ခင်ဗျားတို့စစ်တပ်တွေရဲတွေကိုပေးအောင်လုပ်နေတာကြီးဘယ်သူတွေလဲဘယ်သူတွေကြောက်ခင်ဗျားတို့ဘဝပြက်နေတာလဲခင်ဗျားတို့ဘဝတို့အာမခံချက်တွေဘယ်သူကပေးနေလဲဒါတွေကိုမြင်အောင်ကြည့်ငါတို့ကစစ်တပ်ငါတို့ကရဲအမိတ်ပေးလောက်ကဆိုလဲတိရစ္ဆာန်အတွေးတော့မတွေးနဲ့လူတယောက်ရဲ့ခေါင်းထဲအတွေးနဲ့တွေးပြီးဆိုဆုံးဖြတ်ကြတယ်နော်အဲ့လိုမဟုတ်ဘဲမင်းအောင်နိုင်ကအာနာယူလိုက်မင်းအောင်နိုင်အပေါင်းကိုစစ်ဖို့ထုတ်ပြီးအာနာယူလိုက်ခင်ဗျားတို့အမိတ်ပေးမယ်တက်ဆိုတဲ့အမိတ်ပဲပေးမှာဒါလို့အောက်အောက်တန်းသားကောင်တွေဖားတဲ့ဖေးတွေကဒီကောင်တွေကပေါက်ပန်းလေးတဲ့နော်ဝါးနာဖြန့်လည်းမြောက်ပေးမယ် တကယ်တကယ်ပေးရခင်ဗျားတို့ဘဝတွေကိုပေးရအကြံပေးခဲ့တဲ့ခင်ဗျားတို့ရဲ့တားတွေမယားတွေဘဝနော်နိုင်ငံစင်ပြေကြက်ကြက်ပြေသွားတော့နိုင်ငံမှာနေခွင့်မရှိတဲ့ဘဝဟမ်ကဲဒါတွေကိုဘယ်လိုဖြေရှင်းမလဲအဲ့တော့ဒါလက်တွေ့မြင်အောင်ဒီဗီဒီယိုကျွန်တော်ရင်ရှင်းလုပ်ပြရအောင်နော်နာတတ်လို့ချင်းခင်ဗျားတို့ကိုစောင့်ချက်ပြီးတော့ဒီတိုင်းပြည်ဟာဒီတိုင်းဆက်သွားရင်မကြဘူးသိလားစစ်တပ်ကစစ်တပ်ကိုပြုံအောင်တိုက်ဆိုင်အောင်အဓိကပါလေဒီစစ်တပ်ကိုထောက်ခံထားတဲ့ထောက်ပံ့ထားတဲ့ထောက်တိုင်ပေးရတယ်အဲ့ဒီထောက်တိုင်ပြုတ်ရင်ခင်ဗျားတို့အားလုံးပြုတ်ပါအဲ့ဒီချိန်မှာကျွန်တော်တို့မှားပါလေလို့မရဘူးเนาะတိုက်ပွဲမှာပြစ်ပြီးဒီကိုကမှလက်နက်ချလို့မရဘူးအစအစရစဉ်းစားဆုံးဖြတ်ငါတို့တိုက်တဲ့တိုက်ပွဲတရားတဲ့တိုက်ပွဲ ဘဒူနဲ့တိုက်ရတဲ့တိုက်ပွဲဘဒူအတွက်တိုက်ရတဲ့တိုက်ပွဲအဲ့ဒီသုံးချက်လေးကိုပဲစဉ်းစားနံပါတ်၁ငါတို့တိုက်နေတာဘဒူနဲ့တိုက်နေတာနံပါတ်၂ဘဒူအတွက်တိုက်နေတာနံပါတ်၃ငါတို့လုံနေတဲ့လုပ်ရက်ကတရားမျှတနီးလန့်ချက်ဒါလေးကိုပဲစစ်သားတွေရဲတွေနေနဲ့စဉ်းစားကြည့်တယ်စဉ်းစားပြီးွားရင်လည်းတကယ်မှန်ကန်တဲ့စစ်သားတွေရဲတွေအများကြီးရှိတယ်သုံးချက်ချက်မှန်ကန်တာဆိုတာတတိရှိချမ်းသာပါခင်ဗျားတို့စစ်သားလုပ်တယ်ပဲသေပါလို့ကြောက်တဲ့ကောင်တွေမှန်တယ်လည်းဘာဖြစ်လို့ကြောက်ပါ့မလဲဒါပါပဲ